အလိုက်ပို့ကြတူများအေးလာပဲတတိယနေကကလေးလိုက်ပို့ကြတူများကျေးဇူးတင်ထိုက်တူများညီကိုလေးကလေးညီကိုလေးအမျိုးကလေးတွေအရန်နေရနေလဲကျွမ်းနေစိုက်ကလေးကျွမ်းနေကျေးဇူးရလေးကဲ ီပြားစီကတော့ဒါကကန်းနဘေးမှာပါတော့ကျော်ရွာလေးရလာနော်ဒါဒီဘက်ကမြစ်ဖက်ကလာလေရဒီရွာရဲ့အဝင်ကဖျားပါဘောနော်

အဝင်စီတူတော်လေးပေါ့နော်အဲဒါမှမဟုတ်ကျွန်တော်ကကျတော့ဟိုဘက်ချမ်းသာဒါကုန်းပေါ်ကနေပြီးတော့ဆိုင်ကယ်နဲ့လာတာပါဒီမှာဆိုရင်ဒါမြစ်ကနေပြီးတော့လေလေးနဲ့လာရပြုမြော်လို့ရပါတယ်ညနေဆောင်ဆိုတော့အရန်ကိုအေးချမ်းနေပါတယ်လေလေးတိုက်ပြီးတော့ဒီမှာအောင်ခေမှာစီတောင်းပြေးစီပြီးတော့မြကြည့်ကိုလာရပြုမြော်ရပါရှင်အားလုံးလည်းကျွန်တော်နဲ့အတူတူဒါပြားဒီကြည်ရဒီဒေတာပြားစီကိုတူတူဖူးမြော်နိုင်မှုအတွက်ကိုဗီဒီယိုလေးကုသိုလ်ပြုပါရရှင်အားလုံးပဲလိုက်ပါဖူးမြော်ဖို့အတွက်ကိုဖိတ်ခေါ်ပါရနော် ီမှာအစအောင်ကကျော်ဖျားပေါ်ပေါ့နော်တက်ဖူးမလို့ပဲဒီမှာတော့တော်တော်ဒီဒီရွာလို့ရတော့မိန်ကလေးတက်လို့ရတော့ပြောပေါ့နော်ဒါပေမဲ့ကျော်နည်းနည်းလေးနှစ်ဆင့်လောက် တက်ပြီးတော့မှစိတ်ထဲမှာမတက်ချင်တော့လို့ပေါ့နော်မတက်ချင်လို့ဆိုတော့ဒီမှာလေဟိုဒါဒါဒီကနေပြီးတော့ရှေးဟောင်းဖျားပေါ်မှာဒါဖျားတည်ထားတယ်လို့ပြောတယ်ဒီအောက်မှာဒီလိုဖျားရဲ့ဟိုအုတ်အောက်ချီအုတ်လေးမြင်နေရတော့လေချောကရှေးဟောင်းဖျားတွေဒါလိုက်ဖူးနေမြင်နေကြဆိုစိတ်ထဲမှာထင်တာပေါ့နော်ဒါဆိုဒါဒီအရင်က တယ်လို့အုပ်တယ်ဆိုရင်ဒါအရင်ကဇေဒီအဟောင်းဖြစ်ဖို့များတယ်ပေါ့နော်အဲ့ဒီဇေဒီပေါ်မှာဇေဒီပြန်တည်ထားရဲဆိုလို့ရှိရင်ဒါကိုကမတိလို့ဆိုအပြစ်ဖြစ်မှာဆိုလို့ကျော်အပေါ်မတက်တော့ပါဘူးရှင်အောက်ကနေပဲမြစ်တာရေပို့တာပြီးတော့အမြရေဝေဖျားဖူးလိုက်ပါတယ်ဒီမှာဒီလိုမျိုးဆိုလေဒီလိုအုပ်ယိုးရေရှိနေတော့လေအထင်ပေါ့နော်ကိုရဲ့စိတ်ထဲမှာလည်းအပြစ်ဖြစ်မှာဆိုလို့ပါရှင် ီကနေပဲဖူလိုက်တယ်အမျိုးသားတော့ဗီဒီယိုလေးအပေါ်တက်ရိုက်ခိုင်းလိုက်ပါတယ်အားလုံးဒါဖူးမျောနိုင်ဖို့အတွက်ပေါ့နော် ားလုံးပဲကျွန်တော်နဲ့တူဖျားခုမြောက်ပြီးတော့စိတ်ချမြေအေးချမ်းကြပါစေရှင်။ယခုဒီမျိုးမျိုးကြည့်ရှုပြီးရတာကဘဝတုတ္တရရရှိတဲ့အတော့မဟုတ်ကုသတရားတွေပေါင်းများရတယ်ဆိုလို့ရှိရင်ကျွန်တော်ရဖျားတူတူပူရအောင်ဆိုရ YouTube channel လေးကို subscribe လေးနဲ့တွားပေးပါအောင်နော်။ဗီဒီယိုလေးရအောင်မှ like တွေ share တွေ comment တွေလည်းပေးလို့ရပါတယ်ရှင်။ comment တွေပေးပေးတဲ့အခါကျတော့ကျွန်တော်လည်းဒါကိုယ့်ရဲ့ကိုလုပ်တဲ့ ကောင်းမှုကုသိုလ်လေးတွေရဲ့ feedback လေးတွေပေါ့နော်တကယ်လို့အဲဝေဖန်ကြံပြုကျင်တာလေးတွေရှိလို့ရှင်လည်းပြန်သိရတာပေါ့နော်ကိုယ့်ရဲ့ feedback လေးတွေလည်းကိုပြန်လည်းသိရတာပေါ့ရှင် comment ပေးကြတဲ့တူတူယောက်ချင်းစီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ကျွန်တော်ဗီဒီယိုတွေကို like like ရောက်ကြည့်ရှုပေးတဲ့တော့လည်းကျေးဇူးတင်ပါတယ်အားလုံးပဲကျွန်တော်နဲ့တူတူဖရားကြီးအများကြီးတူတူကြည့်ကြပါမယ်ရှင်နောက်ထပ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်